ထက်ထက်တို့သားဖားဟာတောင်တက်ရတာဝါသနာပါသူတွေဖြစ်ပါတယ်။ဥအောင်ကမင်းစာတောင်ရဲ့တမိုင်းကြောင်းကိုရှင်ပြတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကမင်းစာတွေကပွဲလို့ရင်အဲ့ဒီနေရာမှာအိပ်ပျော်သွားခဲ့တယ်။နှစ်ပေါင်းများစွာကြာတဲ့အထိအိပ်ပျော်နေတော့ကြောက်ခဲတွေဖြစ်သွားခဲ့တာပါ။ထက်ထက်ကအဲ့ဒီပုံမြင်ကိုအယံကြိုက်သွားတယ်။နှစ်နှစ်ဆက်ကြာတော့ထက်ထက်လည်းရွယ်ရောက်လာပြီးကြောက်ဖြစ်ရုပ်ကျင်းတွေကိုလေ့လာတဲ့ပညာရှင်ဖြစ်အလုပ်လုပ်တယ်။မင်းစာတောင်တော့က၈ရောက်နေမြေတစ်ခုမှာ၆လကြာအောင်ရှာဖွေပြီးတဲ့နောက်ထူးဆန်းတဲ့ကြောက်ဖြစ်ရုပ်ကျင်းကြီးကိုရှာတွေ့တယ်။သူတို့အဖွဲ့သားတွေပျော်ပျော်ပါပါအောင်ပွဲခံနေတော့မလှမ်းမကမ်းမှလူတစုကတောင်ကိုမိုင်းခွဲပြီးဖြူချတယ်။အဲ့ဒီဆောက်လုပ်ရေးကိုကန့်ကွက်ကြတဲ့လူတွေရှိပေမဲ့ဂယုမဆိုင်ပဲဆက်လုပ်နေတာပါ။ မိုက်ဖောက်ခွဲပြီးတဲ့နောက်တောင်ကဇက်တိုက်ပြကြလာပါတော့တယ်။လှိုင်ကောင်းတဲ့ကလူတွေခမအသက်လွပြီးထွက်ပြေးရတယ်။အထဲမှာဘာတွေဖြစ်သွားလဲသိရအောင်အစိုးရဖွဲ့တွေကစုံစမ်းတယ်လို့ဝင်ကြီးချုပ်တောင်ဒီကိစ္စမှာပါလာတယ်။လူ90လောက်တည်သွားတဲ့နေရာကိုအနီးကပ်ကြီးလိုက်တဲ့ချိန်မြေကြီးပေါ်မှာဂျိုင်းွက်ကြီးတစ်ခုဖြစ်သွားတာကိုတွေ့ရတယ်။အဝဲခန့်နေတဲ့ထက်ထက်တို့စီဆက်တက်သုံးဟဲလီကော်ပတာတစ်စီးဆင်းလာတယ်။ဝင်ကြီးချုပ်ကထက်ထက်ကိုလာခေါ်ခိုင်းတာပါ။နိုင်ငံကောင်းဆောင်တွေပါတဲ့ဖွဲ့နဲ့ထက်ထက်ကဆွေးနွေးရတယ်။တောင်အောက်ချိန်မှာမိုက်ဖောက်လိုက်လို့အပေါ်ကမြေသားတွေပါပြကြလာတယ်လို့အဘာတို့ကယူဆတယ်။ထက်ထက်ကတော့မြေကြီးပေါ်မှာကြံခဲ့တဲ့ခြေရာတွေကိုကြည့်ပြီးတောင်ထဲကနေထွက်လာတဲ့တတ်တော်ရတကောင်လို့ယူဆတယ်။မဖြစ်နိုင်တာကို စိတ်ကူးယဉ်နေတဲ့ထက်ထက်ကိုလူကြီးတွေကလောင်ရတယ်။ကွန်ပျူတာကျွမ်းကျင်ပညာရှင်တယောက်ကအခင်းဖြစ်တဲ့နေရာကိုအကျစ်ချက်ကြည်လျောင်လုပ်ပြီးခေါင်းဆောင်တွေကိုပြတယ်။ပီ150လောက်ရှိတဲ့တတဝကြီးတစ်ကောင်ကရုတ်တရက်မတ်တထရက်တဲ့ပုံနဲ့တူနေတာပါ။မင်းစာတောင်တာကအိမ်တိမ်မှာအဖိုးကြီးဖွားကြီးစုံတွေကလက်ဖက်ရည်တောင်းနေတယ်။ဟိမ့်တဲ့အကျစ်ကြီးကြားလိုက်ရပြီးတဲ့နောက်တရင်လုံးလှုပ်လာတယ်။ငလျင်လှုပ်တယ်လို့ထင်ပြီးအိမ်အောက်မှာရှိတဲ့ဘုံခုတ်ကျင်းတဲ့မြန်ဝင်နဲ့အသက်ရှင်ငိမ့်သွားတော့ကျင်းတဲ့ကထွက်ကြည့်တဲ့ချိန်အိမ်တချမ်းကပျောက်ချင်းမလားပျောက်သွားပါတော့တယ်။အငင်းခုံတွေလှုပ်ပြီးတဲ့နောက်ထက်ထက်ဟာစုံစမ်းစစ်ဆေးခွင့်ရသွားတယ်။လူကြီးတွေကကြော်မိုးကိုထက်ထက်ကိုကူညီဖို့တောင်းဝင်ပေးတယ်။ဟယ်လီကော်ပတာပေါ်မှာနှစ်ယောက်သား အလုပ်ကိစ္စနဲ့ပတ်သက်ပြီးစကားပြောပြတဲ့စကားတွေပြောနေရင်အိမ်တစ်ချက်မရှိတော့တဲ့နေရာကိုရောက်လာပါပြီစုံစမ်းစစ်ဆေးလုပ်နေတဲ့စစ်သားတွေနဲ့ဆုံတယ်ခေါင်းဆောင်ကတော့ Captain Craig ဖြစ်ပါတယ်ပြုတ်ကျသွားတဲ့တောင်တဲ့အိမ်ထဲကနှစ်မိုင်မဲဝေးတော့တတ်တော်ကြီးတာဆိုရင်လေထဲမှာပျောက်သွားမှာမဟုတ်ပါဘူးတောင်ရောက်သားကလက်နေတဲ့ဖိုးကြီးပွားကြီးလက်များကိုအင်တာဗျူတယ်ဘာကိုမှမမြင်လိုက်ပေမဲ့ကင်းကောင်စကားတွေကအတန်ကြီးလိုမျိုးကြားလိုက်ရတယ်ထက်ထက်ကနီးနားတဝိုက်မှာတဲလွန်စားတွေရှာရင်ခြေရာအကြီးကြီးတစ်ခုကိုရှာတွေ့တယ်တတ်တော်ကြီးကတက်ရှိကောင်တကောင်မဟုတ်ဘူးဆိုတာကိုပါရှာဖွေတွေ့ရှိသွားတော့ဒီလိုမျိုးကိစ္စတွေမှာသူ့တဲ့ပိုတိပိုတတ်တဲ့သူကိုတွားတွေ့ပါတော့တယ်အဲ့ဒီလူကတော့သူ့အဖေပါပဲ ယ်ဥအောင်ကအဲ့ဒီတောင်အနီးနားတဝိုက်မှာတယောက်တည်းနေထိုင်နေနှစ်တွေကြာကြီးအိမ်မပြန်မဲတောင်နားမှာနေပြီးမင်းစာတွေကိုရှာနေတာပါတတဝကြီးပုံပါတဲ့ဗီဒီယိုကိုဥအောင်ကပြတယ်တားဖားနှစ်ယောက်တတဝကြီးကမင်းစာဟုတ်မဟုတ်ညင်ခုန်ကြတယ်သူတို့အဖွဲ့နဲ့တူတူဥအောင်ကပါလိုက်လာတယ်အခင်းပြတဲ့နေရာကိုသွားကြည့်တော့မြေပုံထဲကနေတောင်ကပုံစံလွှဲနေတယ်လို့ပြောပြတယ်မြေကြီးတွေကိုစကန်ဖက်နေတော့မျက်လုံးတစ်လုံးပွင့်လာတယ်တောင်ပုံစံဟန်ဆောင်ပြီးလှဲအိတ်နေတဲ့မင်းစာကြီးကမတက်ထရက်တဲ့ကြောက်သွားတဲ့လူတွေကဟယ်လီကော်ပတာကိုအမြန်မောင်းပြပါတော့တယ်မင်းစာကြီးပုံကိုရိုက်ထားတဲ့ဗီဒီယိုကိုလူကြီးတွေအားလုံးမြင်သွားပါပြီဥအောင်ကလည်းမင်းစာတွေတကယ်ရှိကြောင်းတသက်ပြနိုင်ခဲ့တဲ့အတွက် ွယ်ဝမ်းသာလုံးစုပ်နေတယ်။ဝင်ကြီးချုပ်ကကက်ပရင်ခရစ်ဦးဆောင်တဲ့ဖွဲ့ကိုစစ်စင်ရေလောက်ခိုင်းနေစစ်သားတရားလောက်ကမင်းစာကြီးကိုတိုက်ဖို့ပြင်နေအမြောက်တွေနဲ့ဘလို့ပဲထုထုတက်ရှိမှုတ်တဲ့မင်းစာကြီးကတော့မသေးပါဘူး။ဦးအောင်ကမင်းစာကြီးနဲ့စကားပြောကြည့်နေတော့အမြောက်တက်လက်ကထုတယ်။မင်းစာကြီးလည်းစိတ်ဆိုးပြီးခြေတော့လှမ်းလိုက်တာဦးအောင်ကိုသူ့အမိနဲ့ရိုက်ချမိသွားတယ်။သူ့သမီးကိုစကားတစ်ခွန်းနှစ်ခွန်းမှပြီးအသက်ထွက်သွားပါတော့တယ်။ဦးအောင်ရဲ့စာအုပ်တွေကိုဖတ်ကြည့်ရင်မင်းစာတွေကခေါင်းလောင်းတန်ကိုမုံမံတိလိုက်ရရချင်းလူကြီးတွေကိုတင်ပြတယ်။အဲ့ဒီလိုယုံကြည်မရှိမသေးကြတဲ့ကိစ္စကိုဝင်ကြီးချုပ်ကတော့အကောင့်ထဲမပေါ်ချင်ပါဘူး။ဒါပေမဲ့ကြီးမတိုးအမြောက်မတိုးတဲ့မင်းစာကိုဘလို့ထိချုပ်ရမယ်မှမသိတာ နဲ့ထက်ထက်ကိုခွင့်ပြုမိရပါပြီစစ်တပ်သောဟယ်လီကော်ပတာ၄ခုကဖျားကြောင်းကခေါလောင်းကြီး၄ခုကိုတည်လာတဲ့ခေါလောင်းမြေတံတွေကြောင့်နောက်ထပ်သွားတဲ့မင်းစာကြီးကစောက်တီယာများဖြစ်လာတဲ့အနားမှာပြန်နေတဲ့ဟယ်လီကော်ပတာတွေကိုလည်းဖျက်ဆီးဖြစ်တဲ့လမ်းသွားလမ်းလာတွေကိုလင်းရင်ပြန်ပြက်ကပြီးမိမလို့ဖြစ်ပေမဲ့မင်းစာကြီးကအသက်ကတင်နေတဲ့မင်းစာကြီးရဲ့တတင်းကတကဘာလုံးကိုပြန့်နှံ့သွားပါပြီပြည်သူလူထုကိုစိတ်ငြိမ်သွားအောင်ဝန်ကြီးချုပ်ကမိန့်ခွန်းပြောရပါတော့တယ်အဲ့ဒီတောင်တန်းသားမှာရှိတဲ့ပြည်သူတွေကိုလည်းဘေးလွတ်ရာရှောင်ခိုင်းနေသူ့ရဲ့အစီအစဉ်ကြာရှုံးသွားတာကြောင့်ထက်ထက်ကိုလူကြီးတွေကထပ်မြုံကျင်တော့ပါဘူးကျော်မိုးကသူ့အကြံကိုတင်ပြပေမဲ့လူကြီးတွေကလက်မခံတာကြောင့်မစ်ရှင်ကနေထွက် လာတယ်ထက်ထက်နဲ့ကြော်မိုးတို့ပေါင်းမိသွားပြီးအစီအစဉ်ထက်ဆွဲတယ်အဖေးရဲ့စာအုပ်ကိုကြည့်ပြီးအကြံထက်ရှာတယ်ဂျာနယ်ထဲမှာတော်ဝင်နန်းတော်ကြီးကြောင့်ရေးထားတယ်တော်ဝင်နန်းတော်ကြီးကဟိုးရင်တုန်းကမင်းစာနန်းတော်ဖြစ်ခဲ့တာကဖြစ်နိုင်ခြေရှိတာကိုတွေးမိလို့နှစ်ယောက်သားနောက်ကျောင်းပြန်လှည့်တယ်တော်ဝင်နန်းတော်စီရောက်တော့အကျိုးအကြောင်းပြောပြတယ်သူတို့နှစ်ယောက်အတွေ့အားတကယ်ကိုမှန်နေတာပါမြောက်ခန်းထဲမှာဟိုးရင်တုန်းကမင်းစာတွေရဲ့ရိုးစုတွေရှိနေတယ်တော်ဝင်နန်းတော်ကိုစတဲ့တိဆောက်စင်ကနန်းတော်ပေါ်မှာနန်းတော်ထပ်ပြီးတိဆောက်ရင်ပိုကောင်းမယ်လို့ယူဆခဲ့တာပါမင်းစာရိုးစုတွေအားလုံးကနန်းတော်အောက်မှာရှိနေပါတယ်အခုအေးရနိုးလာတဲ့မင်းစာကမင်းစာပြင်ကြီးဖြစ်ပါတယ်မင်းစာကြီးသွားနေတဲ့လမ်းကိုတွက်ဆကြည့်တာတော်ဝင်န န်းတော်ဖြစ်နေတယ်။သူတို့မိသားစုစီပြန်နေတာပါ။အယိုးတွေကနေအောင်ထိရင်ရေးပြောတာကိုမြင်ပြီးထက်ထက်ကအတွေးတစ်ခုရတယ်။မင်းစာတွေကနေအောင်ကိုမခံနိုင်တာကြောင့်နေအောင်နဲ့နှိမ့်နှင်းမို့လုပ်တယ်။ကပရင်ခရစ်ကိုအဲ့ဒီကြောင့်ဖုံးဆက်ပြီးပြောပြတယ်။ထက်ထက်ပေးတဲ့ကြံတိုင်းကပရင်ကထောင်ချောက်ဆင်နဲ့ထက်ထက်နဲ့ကျော်မိုးတို့ကပြင်ကြီးရဲ့ကလေးမင်းစာလေးရဲ့ခေါင်းကုန်ကိုကားပေါ်တင်ပြီးမြို့ထဲကထွက်တယ်။အဲ့ဒီခေါင်းကုန်ကိုမြင်တော့မင်းစာကြီးကနောက်ကလိုက်တယ်။တနည်းအားယောက်မှခေါင်းကုန်ကကားပေါ်ကပြုတ်ကျပြီးခွဲသွားတယ်။သူမိသားစုတွေတယောက်မှမရှိဘူးဆိုတာကိုသိလိုက်ရတော့ပြင်ကြီးကအယံတော်သားထွက်သွားတယ်။သူတို့မိသားစုကိုနှောက်ရက်တဲ့သူတွေကိုပြင်ကြပြန်ပေးဖို့ဆုံးဖြတ်လိုက်ပါပြီ။မင်းစာကြီးကိုဘုံကျဲဖို့ ပြင်နေတဲ့လေရင်ကိုထက်တက်တို့ဘက်ကလူကတားပေးနေတော့လူမိသွားတယ်ပြည်သူတွေမင်စာကြီးနားမှာရှိနေလို့ဘုံမကျက်ကျင်တာပါထက်တက်နဲ့ကျော်မိုးကမင်စာကြီးကိုတတ်နိုင်ဆုံးမြို့ပြင်ကိုခေါ်ခဲ့တယ်တမက်နေရရောက်တဲ့အခါကပရင်ခရစ်တို့ကအသက်ဆောင်နေတဲ့အလင်းရောင်လေးနဲ့မင်စာကြီးကိုဝိုင်းထိုးတော့နားလို့អော်ရင်းနေတယ်တည်သွားမှာဆိုလို့ထက်တက်ကအလင်းတွေကိုပိတ်ပစ်ပြီးဘေးရနေရခင်းနဲ့တောင်တန်းတွေစီပြန်သွားဖို့မှာပြီမဲ့ထက်တက်ရဲ့စေတနာကနောက်ကျသွားခဲ့ပြီးနေရောင်ကြီးကမင်စာကြီးကိုအရေးဖြောချလိုက်ပါပြီကြောက်တုံးဖြစ်လောကပြောင်းမသွားခင်ထက်တက်ကမင်စာကြီးကိုလာနှစ်သိမ့်တယ်ထက်တက်လည်းအစိုးရဖွဲ့တွေရဲ့ယုံကြည်မှုကိုပြန်ရသွားတယ်တောင်တန်းမှာတော့တခြားကြောက်တုံးတွေကလည်းတဖြည်းဖြည်းနဲ့ လှုပ်လာခဲ့ပါပြီပြိတက်ကြီးလည်းတောင်းတရင်ကြည်တက်ကြပါရုတ်တရက်မင်စာအေးရနှုတ်လာရင်မတပေါ်မှာဆိုလို့ပါအစုံထိကြည်ပေးတဲ့အတွက်ဂျေဇုတင်ပါတယ်